သာသနာတော်နှစ်2569ကောသာတက္ကရီ1389ခုတဇောင်မုံလာဇန်၄တဇောင်မုံလာဇန်14ရက်3ရက်17လ2025တနင်္လာနေ့မရရမြို့ပေါင်သေးကိုမတ်မေမျိုးသူနှစ်ဦးတို့ကမန္တလေးသစ္စာရောင်ကြီးပရိယတ်တိစာသင်အတိုင်းမှာပရိယတ်တိလို့အထုတ်ပြီးတော့နေကြတဲ့ တန်ဃာတော်ရှင်သူမြတ်တို့အားမင်္ဂလာစွန့်နေနဲ့လာပြီးတော့စွန့်ကပ်ကြတယ်အဲ့တော့ဒီမင်္ဂလာဇနီးမောင်နှံကိုမင်္ဂလာတရားအနေနဲ့ဦးဇင်းဘာပြောပြခြင်းသလဲဆိုတော့မင်္ဂလာတုတ်တန်ရဲ့အဖွင့်မှာမင်္ဂလာကိုဘလို့ဖွင့်တယ်လဲမေးရင်အိဋ္ဌိတို့ဟုတ်ဒီတို့ဒီလိုဖွင့်တယ်အိဋ္ဌိဆိုတာဘာလဲလို့မေးလိုက်တော့စီစဉ်ဥစ္စာဤပြည့်စုံခြင်း ြီးပွားတိုးတက်ခြင်းအကြောင်းသဘောတရားဟာအဋ္ဌိပဲဟုတ်ဒီဆိုတာဘာလဲမြေဟုတ်ဒီကလည်းကြီးပွားခြင်းတိုးတက်ခြင်းပဲခနေ့မင်္ဂလာဦးဇနီးမောင်နှံမှာမိမိတို့ရဲ့ဘဝခရီးအစနှစ်ယောက်လက်တွဲပြီးတော့ဘဝခရီးကိုလျှောက်ကြတဲ့အခါမှာဘဝကိုဘာနဲ့စသလဲမေးလိုက်တော့ဟာမင်္ဂလာဆုံးကခြင်းလို့ခေါ်တဲ့ကောင်းမှုမင်္ဂလာနဲ့ဘဝကိုအစပြုတယ် နောက်တစ်ခါဟုတ်ဒီကြီးပွားတယ်ဆိုတာဘာလဲလို့မေးရင်ဥပမာအဖြစ်တော့သရိုသားဟာမိဘနှစ်ပါးရှိတယ်မင်္ဂလာပြုလိုက်ပြီဆိုကြတဲ့ကသရိုသမီးရဲ့မိဘနှစ်ပါးဟာလည်းငါမိဘနှစ်ပါးဖြစ်ပြီလို့ဒီလိုမှတ်ရမယ်မိဘနှစ်ပါးနဲ့လေးပါးဖြစ်တယ်ဒါတိုးတက်လာတာသရိုသမီးကလည်းဒီတိုင်းငါမိဘနှစ်ပါးရှိတဲ့ပြင်သရိုသားရဲ့မိဘနှစ်ပါးဟာ ငါမိဘနှစ်ပါးပဲငါမိဘလေးပါးဖြစ်ပြီလို့ဒီလိုမှတ်ရမယ်အဲ့တော့မိဘနှစ်ပါးကနေလေးပါးဒီလိုတိုးတက်လာတာနောက်တစ်ခါသရုပ်သားရဲ့ညီကိုမောင်နှမတွေဟာသရုပ်သမီးတွေငါညီကိုမောင်နှမတွေပဲသရုပ်သမီးရဲ့ညီကိုမောင်နှမတွေကိုလည်းငါရဲ့ညီကိုမောင်နှမတွေပဲလို့ဒီလိုမှတ်ရမယ်အနှစ်ချုပ်လိုက်ရင်တော့မိသားစုတစုကနေနှစ်စုဟာ ငါတို့အတွက်တိုးတက်လာခြင်းပဲလို့ဒီလိုမှတ်ရမယ်ဆိုလိုတဲ့ဒိဗေကသူမိဘကိုလည်းကိုမိဘတပွဲကိုမိဘကိုလည်းသူမိဘတပွဲသူ့ရဲ့ကိုညီကိုမောင်နှမတွေကိုလည်းကိုရဲ့ညီကိုမောင်နှမတပွဲဒီလိုမျိုးစိတ်ထဲမှာဆွဲဆွဲမြဲမြဲမှတ်ပြီးတော့ကျင့်သုံးနေထိုင်ကြရမယ်လို့ဒီလိုမှတ်ပါနောက်တကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကြီးပွားချမ်းသာဖို့အတွက်ညွှန်ကြားချက်ဒီဟောတာတဲ့အဲထဲမှာ ဧကေနဘောဂေဘုံစေယဒွိဟိကံမံပယောစေယသတုထေသနိရာပေယအာဘရာတုဘဝိတတိတဲ့ဧကေနဘောဂေဘုံစေယရထားတဲ့စီးစဉ်ဥစ္စာကို၄ဘုံပုံလိုက်လေးဘုံပုံလိုက်တော့တဘုံကိုဘာလို့ရမလဲမေးရင်ဧကေနဘောဂေဘုံစေယတဘုံကိုတော့စားလိုက်တဲ့ဒွိဟိကံမံပယောစေယနှစ်ဘုံကိုတော့ပွားလိုက်တဲ့ စတုတ်တင်သဏိဒာပေယအာဘရာတုဘဝိတတိတဲ့လေးခုမြောက်အပုံကိုတော့အရေးကြုံလာရင် သုံးဖို့ဆွဲဖို့အတွက်ထားလိုက်တဲ့ဟောဘုရားကရလာတဲ့စည်းစိမ်ကို လေးပုံပုံ တပုံကိုထားနှစ်ပုံကိုပွားနောက်ဆုံးတပုံကိုတော့အရေးပုံအရေးပေါ်သုံးဖို့အတွက်ထားစားရမယ်ပွားရမယ်ထားရမယ်ဒီလိုမှတ်လိုက်အဲ့တော့မြတ်စွာဘုရားကတတ္တဝါတွေ ကြီးပွားစေခြင်းနဲ့စိတ်စေရနာအပြည့်နဲ့ဒါဟောတယ်လို့နားလည်ကြလှူခြင်းနဲ့ဘဲကလှူရမှာလဲစားမယ်ထဲကလှူတယ်လှူဖို့အတွက်ပုံထားလိုက်လို့ဖះမပါဘူးเนาะလေးပုံမှာလှူရမပုံမပါလှူရမပုံမပါတော့လှူခြင်းနဲ့ဘဲကလှူရမလဲမင်းစားမယ်ထဲကလှူတယ်ကိုမကိုကစံလေးနိုးစပူတလုံးချက်တယ်ပေါ့အဲ့ချက်တဲ့နိုးစပူတလုံးတွေကတစ်ဆောင်မှတစ်စုံလေးလောက်လှူပေါ့ အမနဲ့လည်းဒီတိုင်းနေလည်းလည်းဒီတိုင်းဒါဆိုသူကအလှကဖြစ်နေတာနံပါတ်၁ကလှပစ်ဖို့ပဲစမဲ့ထဲကလှဆိုတာအဲ့ဒါမျိုးပြောတာရှေ့ရှေ့တုန်းကလူတွေကဘာလို့ကြတော့မင်းစံတပီချဲ့ရတယ်ဆိုရင်အဲ့တပီတွေကတဆုပ်လေးလောက်ကိုဘေးကခွဲထားတာအဲ့ဒါဘာလို့တော့လှဖို့စံပဲတဆုပ်စံလို့ဒီလိုခေါ်တာကိုလှမဲ့ထဲကနေအဲ့လိုခွက်ကိုစမဲ့ထဲကနေခွက်ခွဲပြီးလှထားတာအဲ့ဒါဘုရားဟောတဲ့အညီပဲအဲ့ဒါဘုံကိုတော့စားပါ နှစ်ပုံကိုတော့ပွားပါတယ်စီးပွားရေးလုပ်ငန်းလုပ်တဲ့ကပို့ပြီးတော့ဆင်ပြေဖို့အတွက်ယင်းဒီမြုပ်နှံမှုကိုဖခင်မျက်မျက်လုပ်ခိုင်းတယ်အဲ့ဒါကိုကြည်ချင်းအပြင်ဖခင်တတ္တဝါတွေပေါ်မှာတော်တော်ကိုချမ်းသာစေချင်တာပဲဆိုတာနားလည်ကြရမယ်နောက်တကလေးခုမြောက်ကြတော့အဘရာဓုဘဝိတ္တိအရေးပေါ်ကိစ္စကြုံလာခဲ့ဖို့ကြုံလာရင်သုံးဖို့တွေ့တဲ့စတုတ်ထင်စားဏိဒာပေးရလေးခုမြောက်ပုံကိုတော့တင်ထားပေးပါ ကြာမာရေးအတွက်လူမှုရေးအတွက်ဟာအရေးပေါင်းဆုံးပေါ်လာရင် သုံးဖို့ဆွဲဖို့အတွက်ထားပေးတယ်ဟောတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ကြီးပွားရေးလမ်းညွန်ချက်လို့ဒီလိုပြောလို့ရတယ်နောက်တကစီးပွားရှာတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားကပြားတယ်လို့ကြင်ညာတဲ့ဒီလိုတိုက်တွန်းတာလည်းရှိတယ်ပြားကိုပုံပြအရေးစုရထမ်းမှုလိမ်မှလွန်ချမ်းသာဤ ရင်မာတော်တို့ဝမ်းဝါယုံမြရှာကမပြတ်မရငတ်ဤပြာကောင်လေးတွေကြည့်ပြာကောင်လေးတွေရှာကြတယ်ဖွေးကြတယ်ဘယ်နေရာတော့ရှာကြတယ်လဲမင်းပန်းလှလှလေးတွေရဏံကောင်းတဲ့နေရာလေးတွေမှာတော့ရှာတယ်ပန်းလှလှရဏံကောင်းတဲ့နေရာလေးတွေမှာပန်းဝူကြီးလေးတွေကိုစုပ်ယူလိုက်ကြတယ်သူတို့စုပ်ယူလိုက်လို့လည်းပန်းမှာအလှလည်းမပြတ်ဘူးရဏံလည်းမပြတ်ဘူး အဲ့ဒီယူသွားတဲ့ပြားကြီးကိုလည်းဘာဝိုးကြီးတွေကိုလည်းဘာလောက်ကြတယ်လဲမင်းရင်ခိုင်မာတဲ့နေရာမှာတေချာစွာအုံဖွဲ့ပြီးတော့ထားတယ်အဲ့ဒါကိုပြားကို ပုံပြအေးစု၍ထားမှုလင်ကွာလွန်ချမ်းသာဤလို့ဒီလိုပြောတာအရေးပေါ်ကိစ္စတွေကြုံလာပြီးလေကြီးမိုကြီးကြပြီးဆိုရင်သူတို့ရှာဖွေထားတာရှိတဲ့အတွက်ဒါကြောင့်သူတို့တွေမှာဒုက္ခမရဘူးကိုယ့်ရဲ့ရှာဖွေသိသိထားတာလေးကိုပဲထိုးပြီးတော့စားသွားကြတယ်အေးအဲ့ကြောင့်ခဏသရိုးသမီး သရိုသားတို့မောင်ထေးကိုတို့မှမေမျိုးသူတို့ပြားလို့ကျင်းကြပြားကောင်လေးတွေသူတို့ကြောင့်မို့ပန်းတွေရနတ်မပြဲဘူးအလှမပြဲဘူးဟာကိုလည်းပဲဒီတိုင်းစီးပွားရှာလို့ကိုချမ်းသာပြီးသူများဒုက္ခရောက်တာမျိုးမဖြစ်ကြစေနဲ့ကိုကြီးပွားပြီးတော့သူဆုပ်ယုပ်သွားတာမျိုးမဖြစ်စေနဲ့ကိုကတော့အမြင့်ရောက်ပြီးသူ့ကြတော့ဘဝပြည့်ကြံခဲ့တာမျိုးတွေမဖြစ်ကြစေနဲ့ပေါ့စီးပွားရှာတဲ့အခါမှာပြားကိုကြည့်ပြီးတော့ ရှားကြပါလို့ဒီလိုနှိုက်တိုက်တွန်းပါလေရင်မာတော်တုံဝမ်းဝယုံမြရှားကမပြတ်မရငတ်ဤရင်ကောင်းနေကြတော့မဟုတ်တဲ့နေရာမှာသွားပြီးတော့သူတို့တွေစုဝေးကြတယ်ဟာအပုတ်တွေရှိတဲ့နေရာအဆက်တွေရှိတဲ့နေရာမကောင်းတဲ့ရဲ့နှံ့တွေရှိတဲ့နေရာအဲ့ဒီနာမှာတအုံးအုံးတယုံယုံနေတာ အဲ့ဒီနာမျိုးတွေမရှိဘူးဆိုရင်လည်းပဲအပုတ်တွေအဆက်တွေမရှိဘူးဆိုရင်လည်းလူတွေအိတ်နေဟာမျက်စိတွေဝင်လိုက်နှာခေါင်းတွေဝင်လိုက်နားတွေဝင်လိုက်ဟာဟိုလူကဖြန်းကနေရိုက်လိုက်ဒီလူကဖြန်းကနေရိုက်လိုက်သူတို့ကဘယ်သူမှမလိုလားဘူးအိန္ဒိယလည်းမရှိဘူးကနာလည်းပဲမငယ်ဘူးနောက်ပြီးတော့ရှာထားတဲ့အရာတွေကိုလည်းပဲသိမ်းဆီးထားတယ်ဆိုတာသူတို့မှမရှိဘူးပြာရခတ်နေအောင်ရှာတယ်သိမ့်သိမ့်ဆဲဆဲ မရှိတဲ့အတွက်ဒါကြောင့်တိုးတိုးသိသိမရှိတဲ့အတွက်ဒါကြောင့်အနာကမျောမှန်းချက်မရှိတဲ့အတွက်ဒါကြောင့်သူတို့တွေဟာရှာကမပြတ်မရငတ်ဤလေကြီးမိုးကြီးကြလို့အရေးပေါ်ကိစ္စတွေကြုံလို့ရှာစရာမရဘူးဆိုရင်ငတ်ပြီးတော့သေချာတော့တာပဲအေးအဲကြောင့်မို့သရိုသားသရိုသမီးတို့ ပြားကောင်လိုပဲကျင့်ကြရင်ကောင်လိုမကျင့်ကြနဲ့ရင်ကောင်တွေကမကောင်းတဲ့နေရာမှာသွားပြီးတော့စူကြတယ် အေးသတို့သားအဲ့ဒါမကောင်းတဲ့နေရာမှာသွားမစူးနဲ့ဘီယာဆိုင်သွားမစူးနဲ့အရက်ဆိုင်သွားမစူးနဲ့မကောင်းလာလို့တဲ့နေရာတွေမှာသွားမစူးနဲ့အဲ့ဒီနာကရလာတဲ့အမျိုးတွေနဲ့မှပတ်စံနေနဲ့မှကျင်းတတ်ပြီးတော့နေတာမျိုးလည်းမဖြစ်စေနဲ့အဲ့ဒါမျိုးကရလာတဲ့ငွေမျိုးဟာအော်ရင်ကောင်တွေရတဲ့ပုံစံမျိုးလို့ဒီလိုနှလုံးသွင်းထားအဲ့ကြောင့်မို့ဦးစင်းကအနှစ်ချုပ်ကနေ့ဘာပြောပြခြင်းတည်းလဲမေးရင် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးခေါ်ကြထားတဲ့ကြီးပွားရေးလမ်းညွန်ချက်တွေကကိုရထားတဲ့ပစ္စည်းကို၄ဘုံပုတ်တဘုံကိုထနှစ်ဘုံကိုပွားနောက်ပြီးတော့နောက်တဘုံကိုတော့အေးကြုံလာရင်သုံးဖို့အတွက်ထားလိုက်တဘုံကိုစားပါနှစ်ဘုံကိုပွားပါတဘုံကိုတော့သိမ့်ထားပေးပါ နောက်တစ်ခါပြားကောင်လို့ကျင့်ပါယင်ကောင်လို့မကျင့်ပါနဲ့အဲ့တော့ယင်ကောင်လို့မကျင့်နဲ့ဆိုတာကစုစုဆောင်းဆောင်းမရှိရင်ဘဝဟာဒုက္ခရောက်တတ်တယ် ြားကောင်လိုကျင့်ဆိုတာကစုဆောင်းထားတဲ့ပုံကောစုဆောင်းကောင်းရင်ဘဝဟာကြီးပွားတဲ့တိုတက်တဲ့အမျိုးသားကရှာဖွေရမယ်အမျိုးသမီးကစုဆောင်းရမယ်အမျိုးသားကရှာဖွေနိုင်တဲ့အတွက်တာကြောင့်အဲ့ဒါရှေးတုန်းကလူကြီးတွေကအိမ်ဦးနဲ့လို့ဒီလိုတင်စားတယ်မျိုးသမီးတွေကအဲ့ဒီရှာဖွေထားတဲ့ပစ္စည်းနဲ့ကိုယ့်ရဲ့ဘဝရှင်သန်အောင်မိသားစုဘဝရှင်သန်အောင်သားရီသမီးတွေရဲ့ဘဝရှင်သန်အောင်တအိမ်လုံးတွေရှင်သန်အောင်လုပ်တဲ့အတွက်တာကြောင့်အဲ့ဒီမျိုးသမီးကိုတော့အိမ်ရှင်မလို့ဒီလိုခေါ်ပါတယ် အမျိုးသားကလည်းပဲအိမ်ဦးနဲ့တပွဲဖြစ်အောင်ကြိုးစားမျိုးသမီးကလည်းမိမိအိမ်ကိုရှင်သန်အောင်ကြိုးစားဒါဆိုရင်ဘဝဟာတိုးတက်ပါလိမ့်မယ်လို့ဦးဇင်းကမင်္ဂလာစကားအနေနဲ့ပြောကြပါတယ်။ဤကဲ့သို့ဓမ္မသည်အလုံးကိုးစီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လှမ်းနိုင်ကြတဲ့မင်္ဂလာသရိုသားသရိုသမီးများဖြစ်ကြပါစေကုန်တည်း။